Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီဗီဒီယိုဖိုင်မှာတော့ကျင်းငါးသီးနဲ့ပတ်သက်တဲ့အကြောင်းကိုပြပြဆိုဆိုပြောပြပေးမှာဖြစ်ပါတယ်ကျင်းငါးသီးစားတာကဘလို့ကျမရဲ့ခြေနေအတွက်ကောင်းမွန်စေပါသလဲကျွန်တော်တို့ဒီကျင်းငါးသီးကခားတဲ့အရာသာကြောင့်မရှောင်ကျင်လင်းရှိကြပေမဲ့အဲ့ဒီခားတဲ့အရာသာကပဲအရေးကြီးတဲ့အာဟာရဓာတ်များစွာကိုပေးဆောင်နေတာပဲဖြစ်ပါတယ်ကျင်းငါးသီးဖြည့်တစ်ခွက်တောက်တာကယူရီးအက်ဆစ်ကိုတဘာဝတိုင်းကြာဆင်းစေပါတယ် ပြိုရိုးယောဂရှိတဲ့သူတွေအနေနဲ့ဒီကျိန်းငါးသီးဖြော်ရည်ကတဘာဝနီးနဲ့တွဲပေါင်းခြင်းကိုရှင်းချပေးနိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်ဒီကျိန်းငါးသီးကိုနေတိုင်းနေပါပမာဏနည်းနည်းစားသုံးပေးလို့ရပါတယ်။အနည်းဆုံးကတနေ့နှလုံးဖြစ်ပါတယ်။တနေ့နှလုံးစားပေးလို့ရပါတယ်။အိတ်ထပ်ပုံမင်းဆိုလို့ရှိရင်တော့ဒီဘေးတွေဆိုကြိုးတွေရှိလာနိုင်ပါတယ်။ကျိန်းငါးသီးရတာကကျွန်တော်တို့ဒီဘားကြောင့်ခါရတာပါတယ်။ကျိန်းငါးသီးမှာအဆိပ်မရှိတဲ့ဂလိုင်ကိုဆိုင်မော်မိုတင်စင်ပါဝင်တာဖြစ်ပါတယ်။ အဲ့ဒီပါဝင်မှုကကျင်းငါးစီကိုခါသီးစေတဲ့အပြင်ကျမရေးကိုလည်းအကျိုးပြုစေတာပဲဖြစ်ပါတယ်။ခါရရတာကအဆိုင်အတွက်ကောင်းမွန်တယ်လို့ဆိုထားချက်တွေရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကျင်းငါးစီကိုစားသုံးခြင်းကအစာချင်းအင်ဆိုင်တွင်ထုံလို့ဖို့အဆိုင်ကိုပို့ပြုတ်ကောင်းမွန်လို့ဆောင်စေပြီးတော့အစာလွန်ကျွန်းစားခြင်းကြောင့်ဖြစ်တဲ့ဗိုင်းအောင်ခြင်းကိုတသက်စေလို့ပဲဖြစ်ပါတယ်။ဘာကြောင့်စားသင့်တာပါဒလဲ။အန်တီအောက်ဆီဒန့်နဲ့ဗီတာမင်နဲ့သတ္ထုဓာတ်တွေမြန်မာစွာပါဝင်လို့ပဲဖြစ်ပါတယ်။ပြီးတော့ တန်တပ်ပိုတက်ဆီယမ်ဗီတာမင် A နဲ့ဗီတာမင် C လိုအာဟာရဓာတ်များစွာလည်းပါဝင်နေပါသေးတယ်။ကျင်းငါးစီးမှာဟင်းနှစ်နှစ်ရွက်မှာပါဝင်တဲ့ကယ်ဆီယမ်ပမာဏ2ဆပါဝင်ပါတယ်။ဘရိုကိုလီမှာတွေ့ရတဲ့ဗီတာကာရိုတင်ပမာဏ2ဆပိုပြီးတော့ပါဝင်တာပဲဖြစ်ပါတယ်။အဲ့ဒီပြင်သူမှာအန်တီအောက်ဆီဒန့်နဲ့အန်တီအင်ဖလမတိုရီဓာတ်ပေါင်းတွေများစွာလည်းပါဝင်နေလို့ပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်စားသုံးပေးတင်တာပဲဖြစ်ပါတယ်။ကျင်းငါးစီးကဘလို့ကျမရဲ့အခြေအနေတွေနဲ့ပေါ်ပြီးတော့တင်ထွန်တယ်လေဆိုတာကိုဆက်လက်ကြည့်လိုက်ကြရအောင်။ ။နံပါတ်၁အချက်အနေနဲ့ကတော့စီကြောယောဂအတွက်သွေးတင်းတကြားသက်ကိုလျှော့ချခြင်းနဲ့ဆိုလို့ရှိရင်ကျင်းငါးသီးစားပေးလို့ရပါတယ်။ကျင်းငါးသီးကိုစီကြောယောဂကုသရမှာသုံးပြတာကတော့ကြားလာပါပြီ။ဒီကျင်းငါးသီးကကျွန်တော်ဒီခန္ဓာကိုယ်ရဲ့ဆေးတွင်းမှာရှိတဲ့တကြားသက်အသုံးချမှုကိုမြင့်တင်ဖို့နဲ့သွေးတင်းတကြားသက်ပမာဏကိုထိန်းချုပ်ဖို့တာဝန်ရှိတဲ့ပေါ့နော်ဟော်မုန်းဖြစ်တဲ့အင်ဆူလင်ထုတ်လွှတ်မှုကိုတိုးမြင့်စေတယ်လို့ယူဆမှုကြောင့်ပဲဖြစ်ပါတယ်။ ကျင်းကားသီးဖြော်ရည်ကိုအစာမစားခင်ပေါ့နော်ဒီအစာမရှိခင်တော့သုံးကျင်းကအဆီကျော်ယောဂအတွက်အများစွာထောက်ကူဖြစ်စေပါတယ်လို့ဆိုထားချက်ကြလေးရှိပါတယ်။တတိပြုရမယ့်အချက်တစ်ချက်လေးရှိပါတယ်။အင်ဆူလင်တောက်နေတယ်ဆိုလို့ရှိရင်နော်ကျင်းကားသီးကသွေးရင်းအကြားဓာတ်ကိုပိုကျစေနိုင်ပါတယ်။နံပါတ်1အချက်အနေနဲ့ကင်ဆာဆဲတွေကိုတိုက်ဖျက်ခြင်းနဲ့ဆိုလို့ရှိရင်ကျင်းကားသီးစားပေးလို့ရပါတယ်။ သူတို့တနာပြုချက်တွေရကတော့အကျဉ်းကားဒီမှာကင်ဆာကိုစန့်ကျင်တဲ့အာနိသင်ရှိတဲ့ဓာတ်ပစ္စည်းတွေပါဝင်လို့ပဲဖြစ်ပါတယ်။ကျဉ်းကားဒီကကင်ဆာဖြစ်စေတဲ့ဆဲတွေကိုအစအိမ်ဥမာကြီးရင်သာအဆုံနဲ့ nosovirus မှာဖြစ်တဲ့လေကြောင်းနောက်ဖက်ခြမ်းကကင်ဆာဖြစ်စေတဲ့ဆဲတွေကိုသိစေနိုင်တယ်လို့ဆိုထားချက်တွေရှိပါတယ်။နံပါတ်3ချက်အနေနဲ့ကတော့ cholesterol ပမာဏများနေမယ်ဆိုလို့ရှိရင်တော့ဒီရှော့ချဖို့အတွက်ကျဲငါးသီးစားပေးလို့ရပါတယ်။ ကောလက်စတောပမာဏမြန်မာနေမယ်ဆိုလို့ရှိရင်သွေးကြောရဲ့အတွင်းဒီအဆီတွေစုပ်ပုံလာစေနိုင်ပြီးတော့နှလုံးကိုသွေးညှိထုတ်ဖို့ပုံမခက်ခဲစေကဒီနှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးမြင့်လာစေတာပဲဖြစ်ပါတယ်ကျင်းကားဒီကိုစားပေးမယ်ဆိုလို့ရှိရင်ပြင်မဂနီဆီယမ်ကယ်ဆီယမ်နဲ့ပိုတက်ဆီယမ်ဓာတ်မြတ်မြမစွာရရှိနိုင်ပြီးတော့ကောင်းတဲ့ကောလက်စတောဖြစ်တဲ့ HDL အဆင့်ကိုထင်ထင်ထားပေးနိုင်တယ်လို့မကောင်းတဲ့ကောလက်စတောဖြစ်တဲ့ LDL အဆင့်ကိုလည်းလျှော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်၄ချက်အနေနဲ့ကတော့ကိုလေးချိန်လျှော့ချခြင်းနဲ့ဆိုလို့ရှိရင်လည်းကျင်းကားဒီစားပေးလို့ရပါတယ်။ ကျင်းငါးစီးကိုအစားအစာမှာပေါင်းထည့်ခြင်းဖြင့်ကိုလေးဂျင်ကိုလျှော့ချစေနိုင်မှာပဲဖြစ်ပါတယ်။ကယ်လိုရီနည်းပါးပြီးတော့အမြင့်တက်တွေများတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။အဲ့ဒီအမြင့်တက်တွေကအစာချေလမ်းကြောင်းလျှောက်ဖြင်းချင်းစွာရွှင်ရွှားသွားပြီးတော့စားတဲ့သူကိုပိုကြကြပိုက်ပြည့်စေပြီးတော့ဆာလောင်မှုနဲ့အစာစားခြင်းတွေကိုလျှော့ချစေတာပဲဖြစ်ပါတယ်။ရလာနေနေရတော့ကျင်းငါးသီးစားပေးခြင်းဖြင့်ကီလိုရီပိုများတဲ့အရာတွေကိုစားထိုးနိုင်ပါတယ်။ပြီးတော့ဒီကိုလေးချင်းရှော့ချဖို့ကီလိုရီများကိုဖြတ်တောက်စေပြီးတော့ဒီအမြင့်တက်စားသောမှုကိုလည်းမြင့်တင်ပေးနိုင်လို့ပဲဖြစ်ပါတယ်။ နမငါချက်ကတော့အသားရည်နဲ့သပင်ကျမရဲ့ညံဖြစ်နေတယ်ဆိုလို့ရှင်တော့ကျင်းကားသီးစားပေးလို့ရပါတယ်။စောစောကပြောခဲ့သလိုပါပဲဒီကျင်းကားသီးမှာသတို့ဆန့်ကျင်ပစ္စည်းနဲ့ဗီတာမင် A ဗီတာမင် C ကျေဝါစွာပါဝင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဝတ်ချံတဲ့ရေပြားအဆက်ပြောက်တွေကိုသတ်သားစေပါတယ်။ရေပြားရရန်ခြင်းနဲ့နှင်းကူလိုရေပြားယောဂါတွေကိုကုသပေးနိုင်ပါတယ်။မြမဆေးပညာရာကတော့တဲငါးစီးကိုဘောက်ထားခြင်း၊သပင်ကျွတ်ခြင်းနဲ့သပင်ကွဲ့အပ်ခြင်းတွေကိုဖေရှားဖို့တော့လည်းအသုံးပြုနိုင်ပါတယ်။ နံပါတ်6အချက်အနေနဲ့ကတော့မျိုးလုံးနဲ့အယိုးကျမ်းမာရေးကို မြင့်တင်ခြင်းနဲ့ဆိုလို့ရှိရင်ဂျင်ဂါသီစာပေပါမဂနီဆီယမ်ကယ်ဆီယမ်နဲ့ဖော့စဖက်တို့လိုအယိုးတည်ဆောက်မှုဆိုင်ရာအာဟာရဓာတ်တွေကြေဝါတဲ့ဂျင်ဂါသီအောင်အယိုးကျမ်းမာရေးကိုကောင်းမွန်စေပြီးတော့အယိုးတုတဲ့တည်ထွားမှုကိုထောက်ကူပြုစေတာပဲဖြစ်ပါတယ်ဂျင်ဂါသီရဲ့ရောင်ရမ်းမှုကိုစန့်ကျင်တဲ့ဂုဏ်သက်တူတွေကအစီယောဂာနဲ့အယိုးစီအောင်ယောဂာတွေကိုကူညီပေးနိုင်မှာပဲဖြစ်ပါတယ်အမြင်အာရုံကိုကောင်းမွန်စေပြီးတော့မျက်စိကျန်းမာရေးကိုလည်းကာကွယ်ပေးနိုင်ပါတယ်မြမဆေးကျမ်းမာတော့အသီးနှုတ်အကြီးပေါ့နော် ကျင်းငါးစီအသီးနှုအရေကိုမိဘမှာတင်ပြီးရောကြတော့ဒီရလာတဲ့အရေကိုလင်းပေးမယ်ဆိုလို့ရှိရင်အစစ်ရောင်ယောဂါကိုပျောက်တယ်လို့ဆိုထားချက်တွေလည်းရှိပါတယ်။နမခွန်အချက်နည်းနည်းကတော့အစာချစ်ပြတ်မှုကောင်းမွန်ခြင်းနဲ့ဆိုလို့ရှိရင်ကျင်းငါးစီစားပေးပါ။ ူကာပတန်စင်ကဟင်းသင်းဟင်းရွက်တွေမှာတွေ့ရှိရတဲ့အစွမ်းထက်စွာအန်တီအောက်ဆီဒန့်များတွေကတခုဖြစ်ပြီးတော့အစာချေစနစ်ကနေအန်တီရှိတဲ့ဖီရေဒီကယ်တွေကိုဖိရှားရမှာအကူအညီပေးတာပဲဖြစ်ပါတယ်။အဲဒီပြင်အေကာလိုက်ဟင်းသင်းဟင်းရွက်တမျိုးဖြစ်တဲ့ဒီဂျင်းငါးစီကအစာအိမ်မှာပိုနေတဲ့အက်ဆစ်တွေကိုဖိရှားပေးပြီးတော့အဆစ်ပြန်တဲ့ချိန်မှာချက်ချင်းတက်တာလာတဲ့ဒီအစာချစနစ်ကိုကောင်းမွန်စေတာပဲဖြစ်ပါတယ်။ဂျင်းငါးသီးကိုပုံမှန်စားပေးခြင်းဖြင့်ဝမ်းချုပ်ခြင်းနဲ့အစာမကြေခြင်းကိုလည်းတက်တာဆွေးနိုင်ပါတယ်။ ျွန်တော်မြမစင်းဒီမှာတော့ကျင်းငါးသီးရီကိုပေါ့နော်စီနဲ့ရောတော့တာကကာလာဝမ်းယောဂါပျောက်ကင်းတယ်လို့ဆိုတာချက်တွေရှိပါတယ်ပြီးတော့ဒီကျင်းငါးသီးအရီကိုပြားရင်နဲ့အနည်းငယ်ရောတော့မယ်ဆိုလို့ရှိရင်လေရေဖင်းဆွဲတဲ့ယောဂါပျောက်ကင်းတယ်လို့ဆိုတာပြန်ပါတယ်နံပါတ်၈အချက်နေနေရတော့အသက်ရှူလမ်းကြောင်းဆိုင်ရာကျမရဲ့ညံဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကျင်းငါးသီးစားပေးပါလေလာမှုတွေရကတော့ပန်းနာရင်ချက်လေကြောင်းနာတာနဲ့အသက်ရှူရခက်ခဲခြင်းစားတယ်အမျိုးမျိုးသောအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေကိုကုသရမှာအသုံးပြုနေတာပဲဖြစ်ပါတယ် ဂျင်းငါးဒီရဲ့ Andy Hisman နဲ့ပေါ့နော်ဒီ Expectoran Community တွေကချောင်းချောက်ဆိုခြင်းကိုတက်တာစီပြီးတော့တက်ရှုလမ်းကြောင်းဆံရကျမရေးကိုကောင်းမွန်စေတာပဲဖြစ်ပါတယ်ကျွန်တော်တို့မြမဆေးကြမှာတော့ဂျင်းငါးဒီအချောက်ကိုကြောက်ပြမှာတွေးလို့ရဆိုလို့ရှိရင်ပေါ့နော်လေချောင်းရောင်နဲ့ယောဂါကိုပျောက်ကင်းစေတယ်လို့ဆိုထားချက်တွေရှိပါတယ်နံပါတ်6ချက်ကတော့သွေးသားမတန့်စင်မှုဆိုလို့ရှိရင်ဂျင်းငါးသီးစားပေးပါဂျင်းငါးသီးမှာပါတဲ့ အန်ဒီမက်ခိုဘရယ်နဲ့ပေါ့နော်ဒီအန်ဒီအောက်ဆီနက်ကွန်သတ်တူတွေကြောင့်မအညစ်အကြေးတွေကိုထိရောက်စွာဖေရှားပေးခြင်းဖြင့်သွေးသားသန့်စင်မှုကိုများစွာကောင်းမွန်စေမှာပဲဖြစ်ပါတယ်နံပါတ်10ကတော့စီလံကြောင်းပုံးဝင်ခြင်းနဲ့ဖြစ်နေမယ်ဆိုလို့ရှင်ဂျေငါတိစားပေးပါ ကျင်းငါးသီးရဲ့ရောင်ရမ်းမှုကိုစန့်ကျင်တဲ့ဂုံတက်တွေကခန္ဓာကိုယ်ကိုယောဂပုံမှားတယ်။ပြီးတော့ဒီစီလံကြောင်းပိုးဝင်ကျင်းနေတဲ့ဆက်ဆက်နေတဲ့နာကျင်ကြိုက်ခဲမှုတွေကိုကံတွေဖြစ်ချင်းရမှာကိုညီပေးတာပါဝင်ကျမရဲ့ခန္ဓာများစွာအတွက်အကျိုးပြုနေတာပဲဖြစ်ပါတယ်။ကျင်းငါးသီးမှာပါတဲ့ဒါရိုရစ်ဂုံတက်တွေကဒီစီးသွားတဲ့အကျင်ရည်ကိုတိုးစေပြီးတော့ခန္ဓာကိုယ်ကိုအနေနဲ့ရှိတဲ့အဆိပ်တောက်တွေကနေဖိရှားရမှာကိုညီပေးနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်၁အချက်ကတော့နှလုံးကျန်းမာရေးကောင်းမွန်ခြင်းနဲ့ဆိုလို့ရှိရင်ကျင်းငါးသီးစားပေးပါ။ ကိုလက်စတောကိုရှော့ချပေးပြီးတော့ကျန်းမာတဲ့သွေးကျင်းတဲ့ကြားဓာတ်ကိုချိန်ညှိပေးတာကကျိန်းငါးစီးရဲ့အရေးကြီးဆုံးအကြီးအကျယ်ပဲဖြစ်ပါတယ်။ဒီလက္ခဏာတွေကပိုရှင်နေတဲ့ကိုလက်စတောပမာဏကိုသာစီပေးပြီးတော့သွေးကျင်းကြားဓာတ်မြမားချင်းရဲ့ဗေးရဲဆိုးကျိုးတွေကိုထိန်းတာပေးခြင်းဖြင့်နှလုံးကိုကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်7အချက်ကတော့အသည်းမှာအဆိပ်တောက်တွေမစုပုံခြင်းမှုဖေရှားခြင်းနဲ့ဆိုလို့ရှိရင်ကျိန်းငါးစီးစားပေးပါ ဂျင်းငါးစီးကအသေးကိုကြိုးပြပြီးတော့အစိတ်တောက်တွေကိုဖေရှားပေးတာပဲဖြစ်ပါတယ်။အသေးအင်ဇန်ညွန်ထိုးလို့မှုကိုတုံ့ပြန်စေပြီးတော့အရက်နာကြာခြင်းအတွက်ထိရောက်တဲ့ဆေးသလက်လေးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဂျင်းငါးစီးကအသေးအတွင်းမှာရှိတဲ့အေကိုပမာဏကိုလျှော့ချရန်ကူညီပေးလိုပဲဖြစ်ပါတယ်။ဂျင်းငါးစီးကိုစားသုံးပေးတာကလည်းစီအိမ်နဲ့အစာရင်အတွက်အများစွာအကျိုးပြုပါတယ်။ကျွန်တော်တို့ဘောနော်ဒီကျင်းငါးသီးအစိမ့်ကိုစားမယ်ဆိုလို့ရှင်ပြီးတော့ဒီကျင်းငါးသီးအစိမ့်ကိုဖြိုးရီလုပ်ပြီးတောက်မယ်ဆိုလို့ရှင်အပူနဲ့အစိတ်တောက်တွေကိုဖေရှားပေးပြီးတော့ ကြောက်ကြတဲ့တရရက်ကိုတန်ဆွမ်းစေကအသေးကိုအာဟာရဖြစ်စေတယ်လို့ဆိုထားကြတယ်လေးရှိပါတယ်။နံပါတ်3ချက်ကတော့အနာကျက်များခြင်းနဲ့ဆိုလို့ရှိရင်ဂျင်းကားဒီစားပေးပါ။ဂျင်းကားဒီရဲ့လူတီများတဲ့ဒီခါးတဲ့ကွန်သက်တီကမယုံနိုင်တော့အောင်ယောဂများစွာကိုကုသနိုင်ပါတယ်။သွေးစီစင်းမှုနဲ့သွေးခဲမှုကိုထိန်းချုပ်ပေးပြီးတော့အနာကျက်မြန်စေပြီးယောဂပိုးကုသမှုကိုထိန်းချုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်4ချက်ကတော့ခန္ဓာကိုယ်တက်လုံကောင်းခြင်းနဲ့ဆိုလို့ရှိရင်ဂျင်းကားဒီစားပေးပါ။ ကျင်းကားစီကိုစားသုံးပြီးရနာမှာခန္ဓာကိုယ်ရဲ့တက်လုံနဲ့ဆွမ်းရင်အဆင်အားတိတိတတ်တတ်တတ်ကောင်းမွန်လာစေနိုင်တယ်လို့ဆိုထားကြတဲ့ရှိပါတယ်။ပြီးတော့အိပ်ဆက်ခြင်းအရည်သွေးကိုမြင့်တင်ပေးပြီးတော့အိပ်မပျော်ခြင်းယောဂတွေကိုလျှော့ချရမှာလဲကုညီပေးနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်15ချက်ကတော့ကြောက်ကပ်ပြဿနာရှိတဲ့သူတွေအနေနဲ့ကျင်းကားစီစားပေးလို့ရပါတယ်။ တခြားအသီးနှံအသီးရွက်များထပ်ပိုပြီးတော့ဒီဂျိန်ကားကြီးကဆိုဒီယမ်နဲ့ပိုတက်ဆီယမ်ပမာဏနေပါတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ရှားလာနေနေကတော့ကြောက်ကပ်ပြဿနာများစွာရှိနေတယ်ဆိုလို့ရှိရင်တော့ဒီဂျိန်ကားကြီးကိုစားပေးခြင်းဖြင့်အကျိုးကျေးဇူးတွေများစွာရရှိလာမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီကျင်းငါးသည့်အပြင်ပေါ့နော်ဒီကျင်းငါးရွက်ကလည်းများစွာဆေးဘက်ဝင်တာပဲဖြစ်ပါတယ် ကျွန်တော်ဒီမြမအစည်းအချမ်းမှာတော့နံပါတ်1အချက်နေနဲ့ကျင်း9ရွက်ကိုစားထညက်ထည့်ပြီးတော့၃ွက်တစ်ခွက်တင်ကြော်တော့မယ်ဆိုလို့ရှိရင်တုံပြီးတော့ဖြားတာတွေချမ်းပြီးတော့ဖြားတာတွေပြောခင်ပါတယ်နံပါတ်2အချက်ကတော့ကျင်း9ရွက်ကိုကြိတ်ပြီးတော့အရင်ညှိရီကိုတော့မယ်ဆိုလို့ရှိရင်ဥတွင်းမှာရှိတဲ့မကောင်းတဲ့ဘိုးတွေကိုဖိရှားပေးရလို့ဆိုထားချက်တွေရှိပါတယ်နံပါတ်3အချက်ကတော့ကျင်း9ရွက်ကြီးကိုဖန်ခါးသေးနဲ့တွဲတော့မယ်ဆိုလို့ရှိရင်အသက်ရောင်တော်ဝါယောဂါကိုပြောခင်ပါတယ် နံပါတ်၄ချက်ကတော့မူးမုန်နေတယ်ဆိုလို့ရှိရင်တော့ဗောနော်ဒီကျင်း၅ရွက်ကိုခြေပြီးတော့ရှူပေးလို့ရပါတယ်။နံပါတ်၅ချက်နေနေကတော့အဖျားကိုနိုင်တဲ့ကွန်တက်တီရှိတဲ့အတွက်ကြောင့်မို့ကျင်း၅ရွက်ကိုကြိတ်ပြီးတော့ရားတဲ့အရေကိုတိုက်ပေးခြင်းဖြင့်သွေးလုံးတောက်ခွေယောဂါကိုပျောက်ကင်းနေလို့ဆိုပါတယ်။နံပါတ်၆ချက်နေနေကတော့ခွေယူခဲ့တဲ့နေရာတွေမှာကျင်း၅ရွက်ကိုကြိတ်ပြီးတော့အုံပေးခြင်းအရင်ညှစ်ထည့်ပေးခြင်းဒီတောက်ပေးခြင်းဖြင့်ပျောက်ကင်းစေလို့ဆိုထားချက်တွေရှိပါတယ်။ ျွန်တော်တို့ဒီကျင်း၅သီးနဲ့ပတ်သက်ပြီးတော့ကြိုတင်တဲ့ဒီ budget တွေရှိပါတယ်ဒီကျင်း၅သီးကအာဟာရပြည့်ဝပြီးတော့ကျန်းမာရေးအတွက်ကောင်းမွန်နေဆိုပေမဲ့မှန်ကန်တဲ့ပမာဏကိုစားသုံးဖို့လည်းလိုအပ်ပါတယ်ဒီကျင်း၅သီးကိုစားတဲ့အခါမှာတတိထားမယ့်ချက်တွေကတော့ကုန်ဝင်ဆောင်နေတယ်ဆိုလို့ရှိရင်ကျင်း၅သီးစားသုံးတာကတတိထားကိုအရင်ဖြစ်စေနိုင်တဲ့အတွက်ကြောင့်မို့ကုန်ဝင်ဆောင်စင်းမှာကျင်း၅သီးကိုရှောင်ကျဉ်သင့်ပါတယ်တကယ်လို့ glucose phosphate ဒီ hydrogenase ပေါ်တော့ဒီ GCPD ချုပ်ရတဲ့ဆိုပါကဂျင်ဂါဒီစားသုံးတာကအနေရရှိပြီးတော့ပြင်ထန်တဲ့သွေးအနေရောဂါကိုဖြစ်စေနိုင်ပါတယ် ကျင်းငါးစီကိုကုန်ပြင်ယူဖို့စဉ်းစားနေတယ်ဗောနော်အမျိုးသမီးတွေအနေနဲ့ကလည်းရောင်းကျင်သွင်းပါတယ်ကျင်းငါးစီကအာဟာရဓာတ်များစွာပါဝင်နေဆိုပေမဲ့ဗောနော်ဒီလွန်ကဲစွာစားတော့မယ်ဆိုလို့ရှိရင်တော့ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်အဲ့အတွက်ချင်းချင်းမျှတပြီးတော့စားသုံးတာကကျန်းမာရေးအတွက်ကောင်းမှုတင်နိုင်သလိုခန္ဓာကိုယ်လည်းများစွာကြိုးရှိစေမှာပဲဖြစ်ပါတယ်ကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးကတော့ဒီကျင်းငါးစီကိုစားသုံးပေးခြင်းဖြင့်ဘလို့ကျမရဲ့ချင်တွေကိုကောင်းမွန်စေတယ်လဲဆိုတဲ့အချက်ကိုပြပြပေးခြင်းပဲဖြစ်ပါတယ် ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပေးပြီးတော့ကြတော့ကျွန်မရဲ့အကျိုးကျေးဇူးတင်ဆောင်တရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ကျွန်မရဲ့အကျိုးကျေးဇူးတင်ဆောင်တရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လွန်ဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျွန်မရဲ့ဘုဒ္ဓတရားတွေတော်ပွားပြီးစိတ်ချမ်းသာခြင်း၊ကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ။